နောက်ဆုံးသတင်းကတော့အမေရိကန်ကရက်ဆိုင်ထားတဲ့ចောင်းသားဗီဇာတွေကို ပြန်ပေးတော့မယ်ဆိုတဲ့အကြောင်းမှာဒီရက်ဆိုင်ထားတဲ့ចောင်းသားဗီဇာရှောက်ထားမှုလုပ်ငန်းစဉ်ကို ပြန်စနေပြီလို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကပြောလိုက်ပါတယ်။ဒါပေမဲ့ရှောက်ထားတဲ့ចောင်းသားတွေဟာသူတို့ရဲ့လူမှုကွန်ရက်အကောင့်တွေကိုဗီဇာစီစစ်တဲ့ကောင်စစ်ဝင်တွေကိုဖွင့်ပြရမယ်လို့ဆိုထားပါတယ်။အမေရိကန်ကောင်စစ်ဝင်တွေဟာအမေရိကန်မှာចောင်းတက်ဖို့ဗီဇာရှောက်ထားတဲ့သူတို့ရဲ့လူမှုကွန်ရက်အကောင့်တွေကိုကြည့်ပြီးတော့ အမေရိကန်နိုင်ငံအပေါ်အန္တရာယ်ရှိမရှိလေးလာဆုံးဖြတ်သွားမှာဖြစ်ပါတယ်လူမှုကွန်ရက်အကောင့်တွေပေါ်မှာအမေရိကန်ကို မကောင်းကြောင်းဒါမှမဟုတ်မကြိုက်ကြောင်းဆဲဆိုထားတာမျိုးတွေရှိခဲ့ရင်တော့အမေရိကန်ကျောင်းသားဗီဇာရဖို့အတွက်အလားအလာနေသွားပြီဖြစ်ပါတယ် ဗီဇာစီစစ်မှုစနစ်တဲ့အရာကျောင်းသားဗီဇာလျှောက်ထားတဲ့သူတွေဟာသူတို့ရဲ့လူမှုကွန်ရက်အကောင့် profile တွေအားလုံးကို public ဖွင့်ပြထားရမယ်လို့ဆိုပါတယ်။သမ္မတ Trump အစိုးရကအမေရိကန်မှာရှိတဲ့ဒီ Harvest တက္ကသိုလ်ရဲ့နိုင်ငံခြားအာသာလက်ခံမှုကိုဟိုကန့်သက်ဖို့အမိန့်ပေးခဲ့တယ်လို့နိုင်ငံခြားသားကျောင်းသားတွေအထူးသဖြင့်တော့တရုတ်ကျောင်းသားတွေရဲ့ဗီဇာတွေကိုရုတ်သိမ်းမယ်လို့ပြောခဲ့ပါတယ်။နောက်ဆုံးကျင်းပခဲ့တဲ့ဒီတရုတ်အမေရိကန်ကုန်သွယ်ရေးဆွေးနွေးပွဲမှာ ော့တရုတ်ကမြေရှားတပ်ထု တင်ပို့မှုရဆိုင်ထားတာကိုဒီရက်တန့်ထားတာကို ရုတ်သိမ်းပြီးတော့အမေရိကန်ကတော့တရုတ်ចောင်းသားတွေရဲ့ဗီဇာတွေကိုမရုတ်သိမ်းဖို့အတွက်သဘောတူခဲ့တာဖြစ်ပါတယ်